။ Eco Flow ရဲ့ data 3 1500 model data 2နဲ့ဘာကွာလဲလို့မေးရင် data 3ရိုးရိုး model နဲ့ဘာကွာလဲလို့မေးရင်အများကြီးကွာတယ်ဗျဘာကွာသွားလဲလို့မေးလို့ရှိရင် design အနေထားကသူ့ရဲ့ဒီမှာရှေ့ဒီ front line component တွေဆိုရင်သူကဒီမှာဆိုရင် USB output တွေနဲ့ type C output တွေ ဘက်တန်တွေကတော့ကျွန်တော်တို့ဒီခု update ဖြစ်တဲ့ model တွေမှာတွေ့ရတဲ့ဘက်တန်ပုံစံများဒီလိုပုံစံမျိုးလေးတွေခက်လောက်ကလေးတွေရဲ့ဒီအလဲလေးတွေမှာသူကမီးလေးတွေကလင်းသွားလိုက်မှိန်သွားလိုက်ဆိုတဲ့ပုံစံကတော်တော်မိုက်တယ်ပြောလို့ရတယ်ဗျနောက်တစ်ခုက display ရဲ့မှန်ကအမှိန်မဟုတ်တော့ဘဲနဲ့အကြည့်ကို အထုကိုတုံးထားပြီးတယ်ဒါပေမဲ့ data 3နဲ့မတူတာက data 2နဲ့တွားတူတာကဘေးမှာရှိတဲ့ပန်ကာပုံစံတွေက data 2ရဲ့ပုံစံနဲ့တွားတူတယ် ဒီဇိုင်းကတော့ကျွန်တော်တို့ data 3500ရဲ့သူ့ရဲ့ဒီဇိုင်းပေါ့ဗျာဘယ်ဒီဇိုင်းနဲ့မှတော့မတူဘူးဒီမှာဆိုလို့ရှိရင်သူက AC အဝင် DC အဝင်ဒါကတော့ solar နဲ့အားတွင်းမယ်ဆိုလို့ရှိရင်လည်းသူက5000လောက်ထိကျွန်တော်တို့ချိတ်ဆက်ပြီးတွင်းလို့ရတယ်သူထဲမှာ MPPT solar controller ပေးတယ်ပါပြီးသား waterproof ဖြစ်တဲ့အတွက်သူကဒီလိုပုံစံမျိုးပေါ့ဒီလိုမျိုးထည့်မယ်ဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံမျိုးထည့်လိုက်တယ်ပြီးရင်ပြန်ထုတ်မယ်ပြီးရင်ဒီလိုဖိချလိုက်မယ်လုံးဝ တစ်ခုချင်းစီတစ်ခုချင်းစီအစိပ်ပိုင်းတစ်ခုချင်းစီဒီဇိုင်းရအစလုံးဝစနစ်တကျလုပ်ထားပေးတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့နိုင်ငံနဲ့ kait ထားကတော့ AC Marti socket ၄ဘောက်ပါတယ် EU socket မဟုတ်ဘူးပေါ့ EU socket ဖြစ်တော့လဲ EU socket ပေါ့ဗျာเนาะအားသာချက်ကတော့ဘာလဲလို့မေးလို့ရှိရင်1800ဝက် output ထွက်တယ် piece လုံးနေနဲ့ဆိုရင်3600ဝက်ဟာဝါကလည်းကျွန်တော်တို့များသွားတယ်လို့ပြောလို့ရတယ်ဗျာ 1536ဝက်ဟဝါဆိုတော့တော်တော်မိုက်သွားတယ်အာမခံကလည်းကျွန်တော်တို့9နှစ်0 to 100ကိုအားတွင်းမယ်ဆိုလို့ရှိရင်တနာရီခွဲဝင်းကျင်လောက်တွင်းရင်လောက0 to 100ပြည့်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်အာမခံလည်းကောင်းတယ် data 3 1500မော်တယ်ပေါ့ power station ကိုဝယ်ယူခြင်းလည်းဆိုလို့ရှိရင်တော့ တဲကို7 electronic ဟာဝမ်ဘက်ကိုကြွာလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်တခုကြံခဲ့တယ်အိစာဘက်တရီတွဲလို့ရတာလေဒါလေးရပြီလေး